မင်္ဂလာပါ Mommy's Work at Home Pregnancy နဲ့ Prenatal Series မှာပြန်လည်ကြိုဆိုပါရစေ။ဒီ back track က highlight လေး week 6ပေါ့နော်။အဲ၆ပတ်မြောက်ကိုဝင်ဆောင်တဲ့အချိန်မှာကလေးလေးပါဖြစ်နေပြီလေဆိုတာကိုကြည့်ကြည့်အောင်။ဆိုတော့ဒီအချိန်မှာကိုဝင်ဆောင်နေဆိုတာလေကိုကတိတော့ပြီ။အဲ morning sickness ကလည်းချိုးရခုနပြောသလိုမျိုးအစာစားချင်တာလို့မစားချင်တာလို့ဒါတွေကလည်းအာဖြစ်တတ်တယ်ပေါ့နော်။ဆိုတဲ့အခါမျိုးမှာကျမတို့ကအာတရားလေးရလေးတွေကပုံမှန်ဖြစ်စဉ်ဖြစ်နေပေါ့နော်။ဒီအချိန်မှာပါအိုမိပါရင်လည်းသတိထားမယ်ဆိုလို့ရှိရင်အာဒါသွေးဆင်းလာရှိမရှိ spotting လို့ခေါ်တဲ့ဒါ implantation bleeding လို့ခေါ် ါတယ်ပေါ့နော်ဒါပါလဲဆိုလို့ရှိရင်ကျမတို့ကဒီတအိတဲကိုသွားပြီးတော့ဒီဒါဥလေးကသွားပြီးတော့ကတ်တဲ့ခါမှာဒီမျိုးအောင်နဲ့ဒါဥလေးကသွားပြီးတော့ကတ်တဲ့ခါမှာအချို့အမျိုးသမီးတွေလည်းသူရင်းနည်းနည်းစင်းတာကိုတွေ့ရတယ်ပေါ့နော်အရန်ဆိုရင်ဆရာမရှိဘူးအချို့ချောက်လည်းဒါဘာမှကိုတွေ့မစင်းဘူးပေါ့နော်အဲကျမနဲ့တော့ကတော့ဘာမှဒါမျိုး implantation bleeding ဆိုတာမရှိခဲ့ဘူးဒါပေမဲ့ဒုတိယတောင်နေကမတူတဲ့ခါကျတော့ဒါမျိုးလေးဖြစ်စဉ်ဖြစ်တယ်ဆိုလို့ရှိရင်ကြောက်မသွားဘူးပေါ့အရန်ရေးကြည့်ပါတယ်အာဒါမဲ့လည်းဟိုပေါ့နော်တွေ့ရအရန်စင်းလာတာမျိုးတွေပဲရှိရဆိုလို့ရှိရင်ဒါမှမဟုတ်ဘိုက်ကအရန်အောင့်နေတာမျိုးလေးပဲရှိရဆိုလို့ရှိရင် ျွန်တော်ဆရာဝန်နဲ့တိုင်ပင်တင်တယ်။ဘာလို့လဲဆိုတော့သူကတိမ်သွားကတ်တဲ့နေရာကပုံမှန်မဟုတ်တဲ့နေရာမှာဖြစ်တယ်ဆိုလို့ရှိရင်လည်းဒါကျမတို့က ectopic pregnancy ပေါ့နော်။အဲ့လိုမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ကျမတို့ကဟိုဆရာဝန်နဲ့တိုင်ပင်တင်တယ်ပေါ့နော်။သွေးတွေပါလိယူလာတယ်ဆိုလို့ရှိရင်အကြီးကျယ်ယူတယ်ဆိုလို့ရှိရင်ဒါမျိုးတွေကဆရာဝန်ကိုဖုန်းခေါ်တင်တဲ့အချိန်ဖြစ်ပါတယ်ပေါ့နော်။နောက်ခုကကလေးလေးကဒီရွယ်မှာဆိုလို့ရှိရင်ချိုးရကြတော့လဲတော့ဒီ၆ဖက်မှာစောစောစီစီတချို့ဆရာဝန်တွေကသွားပြီးတော့ဖေးကြည့်တယ်ဆိုလို့ရှိရင်တော့အပြင်ကနေတော့ ultrasound မမြင်ရသေးဘူးပေါ့နော်။တိမ်ထဲမှာရောက်နေတဲ့အခါကျတိမ်ကဒီစီးကုန်ထဲမှာရောက်နေတဲ့အခါကျတော့မမြင်ရဘူး။ဒါပေမဲ့ ဲ့သူက interventional လို့ခေါ်တဲ့ဒီဒါအောက်ထဲကနေပြီးတော့ထည့်ပြီးွားတော့ကြည့်တာ ultrasound ဆိုတော့လည်းကလေးကိုမြင်ရနိုင်တယ်ပေါ့နော်ဆိုတော့ဒါမျိုးလေးတွေလည်းရှိနိုင်တယ်ချို့ချို့ရဆိုလို့ရှိရင်လည်းပြနိုင်ပြချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒါပေမဲ့များသောအားဖြင့်တော့ဒီဘက်နိုင်ငံမှာဆိုရင်တော့ကိုယ့်ဘက်လောက်မှစပြီးွားတော့ဒါဆရာဝန်နဲ့အပွဲမဲ့ပြခိုင်းမှာလေပေါ့နော်ပြီးရင်ဒီချိန်မှာကလေးလေးကဒီမျက်လုံးလိုနှာခေါင်းလိုပါးစပ်တို့နှိယွက်တို့ဒါတွေဖြစ်ဖို့အတွက်စနေပြီဖြစ်တယ်အာပြီးတော့လည်းကျမတို့လက်တီချီတွေပေါ့ဒါတွေဖြစ်ဖို့အတွက်အိမ်အိမ်ကလေးတွေကလည်းစပြီးွားတော့ရှည်လာပြီဖြစ်တယ်ပေါ့နော်အာနောက်တစ်ခုကပါလဲဆိုလို့ရှိရင် အဲကျွန်တော်တို့ကပုံစံကလေးပုံစံကဘယ်လောက် size ရှိနေပြီလဲဆိုလို့ရှင်ပဲစီလောက်ဖြစ်လာပါတော့เนาะဟိုဘက်ကတော့နှမ်းစီလောက်ကနေဒီဘက်ပဲစီလောက်ထိဖြစ်လာရယ်ဆိုတော့တော်တော်လေးကြီးလာလို့ပြောနိုင်ပါတယ်ပေါ့เนาะအဲနောက်ခုကတော့မိဘတွေအနေနဲ့ဘယ်လိုခံစားရမလဲဆိုတော့ခါတိုင်းလုပ်ပါပဲဒီ morning sickness ကိုဒီမနက်ခင်းပြုတ်အောင်ခြင်းကိုဆက်လက်ခံစားရမယ်အာရှုခရမ်းခါတာပေါ့ချင်းစိဖြစ်တယ်ဒါဟော်မုန်းပြောင်းလဲမှာကြောင့်ဖြစ်တယ်အဲဒါတအိမ်ကဖိနေလို့မဟုတ်သေးဘူးပေါ့เนาะ first trimester မှာတော့ရေရေတက်မခန့်ချောက်ဖို့တော့ရရေးကြည့်ပါတယ်ရေများများတောက်ပေးပါအထူးသဖြင့်အန်ကျင်နေတဲ့ခါမျိုးမှာကျမတို့ပြန်အန်တဲ့ခါမျိုးမှာတရေတက်ခန့်ချောက် ့လွယ်ပေါ့နော်အားကြောင့်မလို့ပြီးတော့ရှူရလဲခဏခဏသွားရတဲ့ခါမျိုးမှာဒါရေဓာတ်ခဏကိုရဲလိုအပ်တာပေါ့နော်အားကြောင့်မလို့ရေကိုကျွန်တော်တို့စီးသွားတဲ့ခါမှာပေါ့နော်ကြီးလိုက်လို့ရှိရင်အဝါရောင်ကဖြော့ဖြော့လေးဖြစ်နေဖို့အရန်လိုအပ်ပါအဲအဝါရောင်မဟုတ်ခါမဲ့နည်းနည်းဟိုအဝါရောင်ကရင့်လာပြီးလို့ပုံစံမျိုးဆိုလို့ရှိရင်ဒါကိုရေဓာတ်ခန့်ချောက်နေလို့ပြောနိုင်တယ်ဒါမှမဟုတ်စီးသွားပြီးတော့စီးမပါတာလို့ဘာလို့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရေဓာတ်ခန့်ချောက်နေပြီလို့ပြောနိုင်နေပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ရေကိုအာဒါမှမဟုတ်အရှည်ပေါ့နော်ဒါကိုအမြဲတမ်းခဏခဏတောက်နေပြီပေါ့လိုအပ်ပါတယ်နောက်တစ်ခုကတော့ဒီချိန်မှာဖြစ်နေတဲ့ဟော်မုန်းတွေပြောင်းလဲနေတဲ့အတွက် ောင့်မလို့ကျမတို့ဒီအာ6ဘက်ကနေ7ဘက်တွင်မှာဆိုရင်ဖြစ်နိုင်ဆုံးကဒါမူဆွေးနေပေါ့နော်ဆိုတော့မူဆွေးနေကဖြစ်တယ်ကျမလည်းလုံးဝဆိုလို့ရှင်လဲပျော်တာလားငိုတာလားအော်ပျော်လားပျော်သွားလိုက်အာစိတ်တပူလာလိုက်ဝမ်းနေလာလိုက်ဒါမျိုးကြီးပေါ့နော်အရင်တော့အလောက်ထိစိတ်လုံးရှားတဲ့ဥစ္စာတွေကလည်းကိုပိုပြီးတော့စိတ်လုံးရှားစေတာပို့ပြီးတော့ဝမ်းနေစေတာဒါမျိုးလေးရှိအတားတွေကအကုန်လုံးကဟော်မုန်းပြောင်းလဲနေတာကြောင့်ဖြစ်တယ်ဒါပေမဲ့လည်းကိုကဒီချိန်မှာတော့အဟိုပါပေါ့စိတ်တက်ကြနေတဲ့ပုံစံမျိုးခံစားရတဲ့အာနောက်တစ်ခါကိုကိုအနေနဲ့ပြုတ်ကျင်လာမျိုးတွေရှိတယ်ဒါမျိုးလေးဆိုလို့ရှိရင်တော့ဒါဆရာဝန်နဲ့တိုင်ပင်တဲ့အ ချိန်ဖြစ်နေပေါ့နော်အောက်ဆိုတော့လိုအပ်လို့ရှိရင်စီတောက်တင်တောက်ရပါလိမ့်မယ်အင်းကျွန်တော်ကတော့အာရှေ့ဘက်မှာရှိရဲ့ symptoms တွေနဲ့အကုန်တူတူပါပဲဆက်ပြီးတော့ဖြစ်နေတော့မှာပဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီမှာလည်းတော့ဖြစ်တာ pregnancy dreams တွေပေါ့နော်အိမ်မက်တွေကအရင်ထူးဆန်းနေအရင်ဟိုပဲဟိုတကယ်ဖြစ်နေတဲ့အချိန်မှာပြင်မှာပါငိုရတာမျိုးတွေရီရတာမျိုးတွေကြောက်ရတာမျိုးတွေမဖြစ်တဲ့တကယ်ကိုထူးဆန်းနေ vivid dreams တွေပေါ့နော်အဲ့ဒါတွေလည်းဖြစ်နိုင်ပါတယ်ဒါတွေကလည်းကျမတို့ hormone တွေပြောင်းလဲနေတာကြောင့်မလို့ဖြစ်တယ်နောက်ခုကလေဟိုပင်မန်းတာပေါ့နော် fatigue ဖြစ်တာမျိုးတွေရှိတယ်ဟိုဘာဘာကြောင့်လဲဒါကတော့ progesterone ကို hormone ုံးတွေကအရန်ကိုပဲချက်ချင်းတက်လာတဲ့ခါမှာလူကအဲ့ဒါပို့ပြီးတော့ကို fatigue ဖြစ်စီရဲ့ပေါ့နော်ပင်ပန်းစီရဲ့အတွက်ကြောင့်မလို့ကျမတို့တွေကဟာခုမှပဲကိုယ်ဝင်ဆောက်ဆောင်နေလို့ဆိုပေမဲ့လေကိုကဟာပင်ပန်းနေပြီးဒါမျိုးတွေရှိရဲ့ပေါ့နော်ဒါလေးတွေကကျမတို့ဟော်မုန်းပြောင်းလဲမှုဖြစ်စေကြောင့်မလို့ဖြစ်တယ်ဆိုတာကိုနားလည်ထားဖို့ရန်လိုပါတယ်ပေါ့နော်အခုကခေါင်းကိုက်တာပေါ့နော်ခေါင်းကိုက်တာမျိုးတွေရှိနိုင်တယ်ကျမတို့ဆေးတောက်မယ်ဆိုလို့ရှိရင်ကျမတို့က mouse trimester ပါတယ်ကျမတို့က ibuprofen လို့ခေါ်တဲ့ဟာမျိုးတွေကိုတက်နိုင်တယ်များရှောင်ကျဉ်တဲ့အာ Tylenol လို့ခေါ်တဲ့ acetaminophen ပေါ့နော်အဲ့ဒါမျိုးဥစ္စာတော့တောက်လို့ရတယ်ကျန်တဲ့ဥစ္စာကတော့တောက်လို့မရဘူးတခြားဒီ ီ migraine ဒီဟိုဟာပေါ့ခေါင်းကပ်လို့ရှိရင်တောက်တဲ့ဆေးတွေဆေးမိတို့တွေဒါတွေကိုလည်းမတောက်သင့်ပါဘူးပေါ့နော်။ Okay အဲ့တော့ဒီ bad သွား highlight ကလေးကတော့ဒီလောက်ပါပဲ။နောက်ပွဲကျမှတွေ့ကြမယ်။